ကိုရအမှုရဆန်းနဲ့အမှုရသွားတဲ့အမှုရရတဲ့အမှုရထိုင်းတဲ့အမှုရအိတ်တဲ့အမှုရဆတဲ့ထိုတို့အရိယာပိုင်းတမစဉ်ပိုင်းနော်အမှုရလေးတွေရှိတယ်ထိုတို့အမှုရလေးတွေကိုရည်ညွှန်းပြီးတော့ထိုတို့အမှုရအခိုက်အတန့်မှာဖြစ်ပေါ်တဲ့ယုတ်တရားတွေကိုလှမ်းပြီးသိသိတာပါအဲ့ဒီလိုသိသိမဆိုရင်တော့သိသိကောင်းတယ်ဒါပြောတယ်နော်စဆာခြင်းဒီအမှုအရာကိုသွားသိသိလို့မရဘူး ဒီအမှုရာကိုရည်ညွှန်းပြီးတော့ဒီအမှုရာကိုရည်ညွှန်းတယ်ဆိုတာကဒီကာယဝိညာဉ်ခေါ်တဲ့သွားတဲ့အမှုရာရက်တဲ့အမှုရာထိုင်တဲ့အမှုရာအိတ်တဲ့အမှုရာပြောတဲ့အမှုရာဆိုတဲ့ဒီအမှုရာလေးတွေကိုသိသိမဲ့ဆိုတဲ့ဥတည်ရက်ဖြင့်ထိုးထိုးအခိုက်အတန့်မှာသွားတဲ့ရက်တဲ့ထိုင်တဲ့အခိုက်အတန့်နေမှာဖြစ်ပေါ်တဲ့ယုတ်တရားတွေကိုစသိသိတာအဲ့ဒီလိုသိသိရင်တော့သိသိကောင်းတယ်လို့ဒီလိုပြောတာဒါကြောင့် deliver ကနေစပြီးတော့ပြီးတယ်ပြီးတော့အရှုခိုင်းရတယ်သွားရင် deliver ရက် deliver ထိုင် deliver အိတ် deliver ဒါလေးဘက်ကနေတဆင့်တက်လို့ယုတ်နံနေယုတ်တိသင်းစည်းတတ်တော့ယုတ်တရားတွေဆက်သင်းစည်းခိုင်းရနံတရားတွေသင်းစည်းတတ်တော့ယုတ်တိနံနေဆက်လက်သင်းစည်းခိုင်းရအဲဒီယုတ်တိနံနေသင်းစည်းတတ်တဲ့အခါကျတော့မှသွားခြင်းနဲ့ဆစ်စည်းတဲ့ကြောင့်ဖြစ်ပေါ်နေတဲ့ယုတ်တရားတွေမြင်အောင်တဆင့်တက်သင်းစည်းရသင်းစည်းပြီးတော့မှအဲဒီဝိညာဉ်ယုတ်သွားတော့အမှုရာသဲဆောင်တတ်တဲ့ယုတ်အသဲဆောင်ခံရတဲ့ယုတ်ဒီယုတ်တွေကိုတဆင့်တက်ပြီးတော့သင်းစည်းရပါတယ်နော်ကဲနောက်တစ်ခုနိဗ္ဗာန်ဘိုင်းကြတော့လဲ နိဝရဏတိမုခေနသတ္တံတံမြုတ်တံတဏိတိအတ္တမတိအတိဘာယေနမဟာတိဝထေရောဣရိယပထာတိတုပိအပိနိဝေသောဇာယတိတိအာဟာနိဝရဏပိုင်းကြတော့လေနိဝရဏကိုဥဒေပြီးတော့နိဝရဏတွေနဲ့ရှင်တွဲဖြစ်ပေါ်သွားတဲ့စိတ်စိတ်တိတ်တရားတွေထိုစိတ်စိတ်တိတ်တရားတို့ရဲ့မိယာဖြစ်တဲ့ယုတ်တရားတွေကိုသိသိဖို့ရန်ကြီးညွှန်းပြီးတော့တဲ့နိဝရဏပိုင်းမှာလည်းဝိပဿနာဘာဝနာနှလုံးသွင်းလို့ရပါတယ်လို့မဟာတိဝမထေမိန့်တော်မူခြင်းဖြစ်တယ်နော်ဒါက ဟိုမရတဲ့ဘက်ကတော့အစာပိုင်းပြောတာရတယ်လို့ပြောနေတာကတော့တမာတိထူထောင်ပြီးတဲ့ယောဂီသူတော်ကောင်းကတော့ဇာဏတမာတိဖြစ်ခဲ့လို့ရှိရင်ပေါ့နော်ဇာဏတံပြုတ်တာဓမ္မအမိယနေတဲ့ဇာဏံတရားတွေကိုသိသိပြီးတဲ့နောက်ပိုင်းမှာဒီနိဝရဏတွေကိုဆက်သိသိရတယ်ထိုနိဝရဏတို့ရဲ့ရှင်ဘက်စိတ်စိတ်တွေကိုလည်းဆက်လက်သိသိရတယ်ထိုစိတ်စိတ်တွေရဲ့မိယာယုတ်တရားတွေကိုလည်းဆက်လက်သိသိရင်ရပါတယ်အဲ့ဒီလိုညီဝဲချက်နဲ့ပြောတာနော် မမာတိမထူထောင်ပဲနဲ့လုံလုံသိသိတဲ့ပုဂ္ဂိုလ်ကိုပြောနေရင်တော့မဟုတ်ဘူးတဲ့နော်ကဲအဲ့ဒီခါမှာဘယ်လိုသိသိလဲလို့မေးတော့မဟာတိဝမထေရအယူအဆကအေဒီတုပိအပိနိဝေသောဇာယတိအရင်ကြီးအဋ္ဌိနုကောမေသတ္တရောဣရိယဘတဥဒါဟုနတ္တိအဋ္ဌိနုကောမေသတုသံပစိညာဥဒါဟုနတ္တိအဋ္ဌိနုကောမေပိသနိဝရဏဥဒါဟုနတ္တိအတ္တိနုကောမေတ္တာပုဇင်္ဂဥဒါဟုနတ္တိတိဧဝံပရိက္ခနာတိဧဝံသဗ္ဗထအပိနိဝေသောဇာယတိ ငါ့မှာဘယ်လိုသိသိလဲလို့မေးတော့အဋ္ဌိနုခောမေစတာတော့အရိယာပဋ္ဌာငါ့မှာအရိယာပုတ်၄ပါးရှိလေသလားဥဒါဟုနတ္ထိမရှိလေဘူးလားဘာပြောတာလဲသောတဲ့အခိမ်မှာဖြစ်ပေါ်တဲ့ယုတ်ဒီနန္ဒီထင်ရှားရှိသလားမရှိဘူးလားယက်တဲ့အခိမ်မှာဖြစ်ပေါ်တဲ့ယုတ်ဒီနန္ဒီထင်ရှားရှိသလားမရှိဘူးလားအိန္ဒိယခံမှာဖြစ်ပေါ်နေတဲ့ယုတ်ဒီနန္ဒီထင်ရှားရှိသလားမရှိဘူးလားစသည်ဖြင့်ဒါသိသိတာတနည်းအားဖြင့်လှည့်ပြောရင်တော့သောတဲ့အချိန်ခံမှာဖြစ်ပေါ်တဲ့ယုတ်ဒီနန္ဒီကိုသိသိတယ် ရတဲ့အခါမှာဖြစ်ပေါ်တဲ့ယုတ်ဒီနန္ဒီကိုသိသိတယ်။ထိုင်တဲ့အခါမှာဖြစ်ပေါ်နေတဲ့ယုတ်ဒီနန္ဒီကိုသိသိတယ်။အိတ်တဲ့အခါမှာဖြစ်ပေါ်တဲ့ယုတ်ဒီနန္ဒီကိုသိသိတယ်နော်။အဲ့ဒီယုတ်ဒီနန္ဒီထင်ရှားရှိသလားမရှိဘူးလားဆိုတာကြည့်ပြီးတော့ထင်ရှားရှိရင်ရှိတဲ့အတိုင်းသိသိတယ်လို့ဒီလိုဆိုလိုရင်းဖြစ်ပါတယ်နော်။အလားတူပဲနိဗ္ဗာန်တွေငါမှထင်ရှားရှိသလားရှိရင်ရှိတဲ့အတိုင်းသိသိလိုက်တယ်။မရှိရင်လည်းမရှိတဲ့အတိုင်းမရှိတဲ့ယုတ်ဒီနန္ဒီကိုနိဗ္ဗာန်ကင်းနေတဲ့ယုတ်ဒီနန္ဒီကိုဆက်လက်သိသိတယ် ဘုဇင်တရားတွေထင်ရှားရှိသလားရှိရင်လည်းရှိတဲ့အတိုင်းသိသိလိုက်တယ်မရှိရင်လည်းဘုဇင်တရားကင်းနေတဲ့ယုတ်ဒီနန္ဒီကိုဆက်လက်ပြီးတော့သိသိတယ်လို့ဒီလိုဆိုလိုပါတယ်နော်ကဲဧဝံတတနာဝုဒ္ဒနာဝတိနာသာသနာတနိယာနိကဘဝတတေတဝါဘူနာတတောအဘဒရေပိကာလေတတေတောတိဋ္ဌံတုပိခဝေတိအာတိမဟာ ခုနှစ်နှစ်လောက်သာသနာတော်ရဲ့နိယာဏိကကိုသန္တရာဝဇ္ဇယဒုက္ခမှာထုတ်ဆောင်ကဲတင်နိုင်တဲ့နိယာဏိကဂုံဖြစ်ပုံကိုဘုရားရှင်ဟောပြီးတဲ့နောက်ပိုင်းနော်အနည်းငယ်သောအချိန်ခါကာလလေးအတွင်းမှာတော်လဲပဲရတ္တဖို့ရနိုင်တယ်အနာဂမိဖို့ကိုရနိုင်တယ်ဆိုတာနဲ့ပတ်သက်လို့သိစေခြင်းလို့ဘုရားရှင်ကခုနှစ်နှစ်ကိုထားလိုက်အောင်ကနေစပြီးတော့နောက်ဆုံးခုနှစ်ရဲ့အထိအစဉ်စဉ်ဟောသွားတယ်နော်အဲဒီတော့ သဗ္ဗံမိစေတံမစ္စည်းမသေးဝနိယပုဂ္ဂရတဝသေနာဝုတ်တံဒီအလုံးစုံသောတရားတွေကိုဘုရားရှင်ကမစ္စည်းမဖြစ်တဲ့အလေအလတ်နိယကြွတန်းဝင်မဲ့ပုဂ္ဂိုလ်ရဲ့အစွမ်းဖြင့်ဘုရားရှင်ဟောကြားတော်မူခြင်းဖြစ်တယ်။ဣခပညာပါဏတန္တရာပါတော်အနုသိတ္တသာယံဝိသေသအတိကမိတ္တတိသာယံနုသိတ္တပါတော်ဝိသေသအတိကမိတ္တတိဣခပညာဝပုဂ္ဂိုလ်အတွက်ရည်ရွယ်ပြီးတော့ဟောဘောဓိရာဇကုမာရသုတ်တံမြန်မာတော်ဘုရားရှင်က ပါတော်အနုသိထောတန်ယံဝိသေသအတေကမေအတတိပါတော်နန္နေအခါနဲ့အနုသိထောငါဖျားဆုံးမခဲ့သည်ရှိသောတန်ယံညဏ်နေချံအခါနဲ့ဝိသေသမညံဖုန်ညာနိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကိုအတိကမေတတိရရှိနိုင်ပေတယ်။တန်ယံညဏ်နေချံအခါနဲ့အနုသိထောငါဖျားဆုံးဆုံးမခဲ့သည်ရှိသောပါတော်နန္နေအခါနဲ့ဝိသေသမညံဖုန်ညာနိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကိုအတိကမေတတိရရှိနိုင်ပေတယ်။ဣတိဤသောဟောတံဟောကြားတော်မူအပ်ပေ၏။ ဘောနိရာဇကုမာရတုတ်တံမြတ်မှာတော့ဉာဏ်ပညာအလွန်ထက်မြတ်နေတဲ့ဒိဋ္ဌပညာဝါသူတော်ကောင်းတွေအတွက်ရည်ရွယ်ပြီးတော့မနဲ့ဆုံးမရင်ညနေရနိုင်တဲ့ညနေဆုံးမရင်မနဲ့ရနိုင်တယ်လို့ဒီလိုဘုရားရှင်ကဟောနော်ဒါကြောင့်ဣတိဘဂဝါဧဝနိယနိကံဘေခွေမမသာသနာတိတတိတဝဧကဝိတရိယပိဌာနေတုအရဟတနိကုတေနဒေသနံဒေ ဒီတိတံဒေသနာနိယတင်တော့ဧကယနောယဘိခွေမေကောတိဣတိယန္တာဟုတ်တဣဒမေတံပရိစ္ဆဟုတ်တံဒီအာဟာနောက်ဆုံးဘုရားရှင်ကအနိကုံချုပ်ပြီနော်မြတ်စွာဘုရားတိငါဘုရားရှင်ရဲ့သာသနာတော်ဟာသန္တရာဝဆင်းရဲဒုက္ခမှာထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့နိယာနိကတရားကောင်းအစစ်ဧကံစင်းစင်ဖြစ်တယ်လို့ညွန်ကြားပြတတ်တော်မူလို့တဲ့အတွက်20တဌာနတို့၌ခုနကကမ္မထ20နဲ့တမျိုး 22မျိုးလုံးနဲ့အရတ္တနိကုတေနအရတ္တဖို့ကိုအထွတ်တက်ပြီးတော့ဒေသနာတော်ကိုမြတ်စွာဘုရားအနှင်းထားတယ်။အဲ့ဒီလိုအနှင်းလိုတဲ့အတွက်နော်နောက်ဆုံးညီကုန်းချုပ်အနေနဲ့မြတ်စွာဘုရားမဟာတိပ္ပရဏသုတ်တံကိုပဲလို့ဟောလိုက်လေ။ဧကာယနောယံဘိခဝေမေကောတတ္တနာဝိတောတိယသောကပရိဒေဝနန္တမရိကမာယဒုက္ခဒေါမနာသဏ္ဏအဋ္ဌင်္ဂမာယညာယတာတိကမာယနိဗ္ဗာနတအသိစီကရိယာယယတိတံစန္ဒရောတတိပဋ္ဌာနာတိဣတိယံတံဟုတ်တံ ဣဒာမေတံပတိစ္ဆဝုဒ္ဒံဣခဝေခြေတယံတို့ယတိတံယေဣမေတတိပဋ္ဌာနာအကျဉ်တိပဋ္ဌံတရားလေးပါတို့တိတံဒီရှိကြလေကုန်၏ဣတေတတိပဋ္ဌာနာဣတိပဋ္ဌံတရားလေးပါတို့ဒီကသတ္တနံတတ္တဝါတို့၏ဝိသုဒ္ဓိယကိလေသာအငြိအကျိတို့မှဆင်ခြင်ရန်အလုခါ သောကပရိဒေဝနံဆိုရခြင်းသောကတရားပရိငိုကြွေမိတ္တရခြင်းပရိဒေဝတရားတို့ကိုသမဏိကမာယကောင်းစွာကြော်လွန်လွန်မြောက်၍သွားခြင်းခံဒုက္ခဒေါမနတဏ္ဍကိုဆင်းရခြင်းဒုက္ခတရားဆင်းရခြင်းဒေါမနတတရားတို့ဤအထင်ကမာယချုပ်ငြင်းခြင်းခံညာယတအရိယမေတ္တရားကိုညာယတအရိယမေတ္တရားကိုအတိကမာယရရှိခြင်းခံနိဗ္ဗာန်အနတ္တအတင်္ဂတတအငိမ့်တနိဗ္ဗာန်ကိုသိသိကရိယာယမျက်မှောက်ပြုခြင်းခံ ဧကယနောတကြောင်ဤသာဖြစ်သောမေဃောလဏ္ဏိတလမ်းမတော်ကြီးဖြစ်ပါပေ၏ဣတိဤသောလျင်ဣတိဣတိယန္တဤအကျဉ်းဇကကိုဥတ္တဟောကြားတော်မူ၏ဧတံဤဇကကိုဣတံဤငါဖျားဟောကြားတော်မူအပ်ခဲ့တဲ့ဇကအစဉ်ကိုပရိစ္ဆာအစွဲပြည့်၍ဥတ္တဟောကြားတော်မူအပ်ပါပေ၏ရှင်သာယံတို့ငါဖျားကဟောခဲ့တယ် ေကယနောယံဘိခွေမေကောတတ္တနာဝိသုတိယသောကပရိဒီဝနာတမရိကမယဒုက္ခဒောမနတနာအထင်ကမယညာယတအတိကမယအနိဗ္ဗာဏတသေစီကရိယာယယတိတံသတ္တရောတတိပဋ္ဌာနာတတိပဋ္ဌာန်၄ပါးဆိုတဲ့ဒီကျင့်စဉ်ရှိတယ်ဒီတတိပဋ္ဌာန်၄ပါးဆိုတဲ့ကျင့်စဉ်ဟန္တရဝါရီရဲ့တန်တမဖြစ်ပေါ်နေတဲ့ကိလေသာအငြင်းကျဲတွေဆင်းကျဲဖို့ရန်အတွက်ဇောရင်ရခြင်းသောကတရားငိုကျမြည်တမ်းရခြင်းပရိဒီဝတရားဒီကိုကောင်းစွာကြောလောလွန်မြောက်ဖို့ရန်အတွက် ကိုယ်ဆင်းရဲတဲ့ဒုက္ခဆင်းဆင်းရဲတဲ့ဒေါမနတတရားတွေကိုခြုံငိမ့်ဖို့ရန်အတွက်ညာရခေါ်တဲ့အရိယမေတ္တရားကိုရရှိရန်အတွက်အတင်္ကတတအငိမ့်တနိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အတွက်ဒကြောင်းတီးသောလမ်းဖြစ်တယ်ဆိုတဲ့ဒီစကားကိုငါဖျားဟောခဲ့တယ်။ဘာကိုအစွဲပြုပြီးငါဖျားဟောခဲ့တယ်လို့မေးရင်အခုငါဖျားဟောခဲ့တဲ့21မျိုးသောအချင်းအဖြစ်အရတဘောကိုအထွတ်တထားတဲ့ သတိပဋ္ဌာန်ကျင့်စဉ်တရား၄ပါးကိုရည်စုပြီးတော့ငါဖျားအစွဲပြုပြီးတော့ငါဖျားဟောကြတော်မူခြင်းပဲဖြစ်တယ်ဆိုပြီးတော့ဘုရားရှင်သည်ဒေသနာတော်ကိုဏီကုံချုပ်လိုက်ပါတယ်နော်ဒီဏီကုံချုပ်ကိုကြည့်မယ်ဆိုရင်ပေါ့ဒကာကြီးတွေအာနာပါနကိုလေအာနာပါနနိလအတိုင်းပြည့်ပြည့်စုံစုံကျင့်ကြရင်အရတ္တဘုရားမရောက်ဘူးလားရောက်ပါတယ်နော်ဓကမထံကိုလေဓကမထံကျင့်စဉ်နိလအတိုင်း ပြည့်ပြည့်စုံစုံကြင့်ကြံကြုတ်ကိုပေါ်မြတ်အထုံမယ်ဆိုရင်လည်းအရတ္တဘုဘောမရောက်ဘူးလားရောက်ပါတယ်22မျိုးသောကမ္မထံပေါ့မေကမ္မထံကိုမဆူဖျက်ရှင်ဟောတဲ့အတိုင်းပြည့်ပြည့်စုံစုံစနစ်တကျတာကျင့်ပါကျင့်လိုက်ရင် ကမ္မထံတိုင်းကမ္မထံတိုင်းဒီအကုန်လုံးအရတ္တဘုဘောရောက်နိုင်တာပြည်တေရာကအနပါဏပြည်တယ်ပြင်မဲ့လို့နည်းနည်းလေးထပ်ပြောမယ်နော်ပြည်တေရာကအနပါဏကိုပြည်တယ်ထားပြင်မဲ့လို့ ထိုပုဂ္ဂိုလ်ကရှုွက်တင်ဆုံးသွားလို့သရုတ်ထဇံတမာတိဆိုက်ပြီးတဲ့အခါဘာလို့ ਆ လဲနံပါတ်1အတ္တတပတ္တတကာယခေါ်တဲ့အသက်ရှူတဲ့လမ်းကြောင်းမှာရှိနေတဲ့ယုတ်တရားတွေကိုကိုမျိုးသောယုတ်ပေါ့ကလတ်တစ်ခုတစ်ခုမှတည်ရှိနေတဲ့ယုတ်ကလတ်တစ်ခုတစ်ခုအတွင်းမှာတည်ရှိတဲ့ကိုမျိုးသောယုတ်ရှူရနံပါတ်1ထိုအတ္တတပတ္တတကာယရဲ့မိညာဖြစ်တဲ့ကရဇကာယခေါ်တဲ့ခန္ဓာအိမ်တစ်ခုလုံးမှာရှိတဲ့ ကံစီဥဒ္ဓဟာရအကြောင်းတရား၄ပါးကြောင့်ထင်ရှားဖြစ်နေတဲ့ယုတ်တရားတွေကိုရှုရနံပါတ်၃ထိုရူပကာယကိုမိတွေ့ပြီးတော့ထိုယုတ်တရားကိုအာယုံယူပြီးဖြစ်ပေါ်သွားတဲ့နာမကာယကိုဆက်လက်ရှုရတယ်နော်ဒါကနံပါတ်၁အစဉ်အတ္တတပတ္တကာယဂရဇကာယနာမကာယအဲ့ဒီယုတ်နာနှစ်ပါးရှုပြီးတဲ့ယောဂီတရောကောင်းက၈၀ဆင့်တက်ပြီးဘာလို့ကလဲ ရုပ်တရားနံတရားတွေကိုအစ္ဆဒဗိဒ္ဓနှစ်ဌာနမှာဆက်လက်သိသိရတယ်။သိသိမှုအောင်မြင်ပြီဆိုရင်ဒီရုပ်တရားနံတရားတွေဒီဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားတွေကိုတစ်ဆင့်တက်ပြီးရှားဖွေရတယ်။ရှားဖွေပြီးတဲ့အခါအကြောင်းတရားနေတဲ့ကဒီရုပ်နံတရားကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရင်းသုံးတန်တင်းပြီးတော့ရှုရတယ်။ဝိပဿနာရှုရတယ်နော်။ပြီးတဲ့ရတာအာနာပါနပဲ။လမ်းဆုံးအောင်တဖြည်းဖြည်းရှုပ်လိုက်တော့ရုပ်နံဓမ္မသင်္ခါရတရားအလုံးကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရင်းသုံးတန်တင်းပြီးဝိပဿနာရှုွက်ဆိုင်မသွားဘူးလား။ ဆိုင်သွားတယ်။ကြံနေတဲ့ပပ္ပါရီလည်းထုံနီးလကောင်းပါပဲ။မြည်တဲ့ခန္ဓာကွာပါတယ်နော်။မြည်တဲ့ခန္ဓာကွာတယ်။မြည်တဲ့ကအောင်မြင်မှုရလို့ယုံနာဓမ္မသင်္ခါရတရားတွေကိုပြန်ပြီးတော့ဝိပဿနာရှုတဲ့အပိုင်းကြတော့အလုံးဒူသွားကြတယ်ဒူသွားကြတယ်။ဒါကြောင့်21မျိုးသောကမ္မဋ္ဌာန်းတွေကဘယ်ကမ္မဋ္ဌာန်းကိုပဲအထုအထုဘုရားရှင်ဟောကြားပြတာဆွဆုံးမှတော့မူရတိအတိုင်းသာအထုပါအရတ္တဘုဘအကုန်လုံးရောက်နိုင်တယ် အဲဒီလိုရောက်နိုင်တဲ့ကျင့်စဉ်ဖြစ်ခြင်းကြောင့်တတိပဋ္ဌာန်ကျင့်စဉ်သည်ပိညာပရမမခွဲပဲဘောရာကိုရှုကျင်တယ်လို့ရှုနေတဲ့ကျင့်စဉ်မျိုးဟုတ်သလားမဟုတ်ဘူးသူစည်းကမ်းနဲ့သူနိလသူကမထမ်းနဲ့သူစည်းကမ်းသီးသန့်ရှိတယ်သူစည်းကမ်းနိလအတိုင်းကျင့်ပါမှဘုရားရှင်ကဘရဝရီရဲ့တဏ္ဍာမဖြစ်ပေါ်နေတဲ့ကိလေသာအငြိစေတွေစင်ကြဲသွားမယ်ဘရဝရီရဲ့တဏ္ဍာမဖြစ်ပေါ်နေတဲ့ဆိုရင်ရတဲ့တောကတရားပရိဒီဝတရား ဒီနေရာတွေကိုသရဝတိတိကြော်လွလွန်မြောက်ပြီးသွားနိုင်မယ်သရဝတိတဏ္ဍမှာဖြစ်နေတဲ့ကိုယ်စင်ရတဲ့ဒုက္ခတရားစင်စင်ရတဲ့ဒေါမနတရားတွေချုံချင်းသွားမယ်ညာရခေါ်တဲ့အရိယာမတရားကိုရရှိနိုင်မယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်လို့ဒီလိုဝန်ခံတာငါဘုရားဟောတဲ့အတိုင်းမကျင့်ခဲ့ရင်ဒီအကျိုးတရားတွေရမယ်လို့ဝန်ခံသလားမဟုတ်ဘူးမခံဘူးနော်နောက်တစ်ခုပြောအောင်မယ်အတွန်ချုပ်ပြောမယ်ဆိုလို့ရှိရင်ကိလေသာစင်ကြယ်ရဲ့အဲ့အတွက် သောကပရိဒီဝါဒီကိုကြော်လွန်လွန်မြောက်ရဲ့အတွက်ဒုက္ခဒေါမနတာတရားရင်ခြုံငင်းရဲ့အတွက်မဲညာရရှိရဲ့အတွက်နိဗ္ဗာန်မျက်မှောက်ပြုရဲ့အတွက်ကျင့်ရမယ်ကျင့်စဉ်ဒီဘာကျင့်စဉ်ရှိလဲသတိပဋ္ဌာန်ကျင့်စဉ်ဆိုတဲ့လမ်းတလမ်းပဲရှိတယ်နိဗ္ဗာန်သွားရသည်လမ်းနှစ်လမ်းသုံးလမ်းရှိလားမရှိဘူးရှင်ယောလမ်းဟောင်းကြီးကတစ်ခုဖြတ်လမ်းကတစ်ခုဆိုပြီးလမ်းနှစ်ခုရှိတယ်လေဟုတ်သလားမဟုတ်ဘူးခစ်ကတော့ ေယျလန်းဟောင်းကတခုဖြန်လန်းကတခုနှစ်ခုရှိတယ်လို့တချို့ကလည်းယူဆပြီးဟောနေကြပြန်နေနော်ဒါကြောင့်မယိုးနိုင်တဲ့လန်းကြီးတခုသာဖြစ်တယ်ဒီလန်းတလန်းကလွဲ့၍တခြားလန်းရှိသေးလားမရှိဘူးနော်ဧကာယနံဇာတိခယန္တာတ္တိဇတိဖြစ်နော်ဟောသဟပတိပြမကြီးကလည်းဒီခန္ဓာလေးရွတ်ဆိုပြီးတော့ဘုရားရှင်အားလျှောက်ထားဖို့ပါတယ်နော် ဇာတိရဲ့ဂုံရဖြစ်တဲ့နိဗ္ဗာန်ကိုမြင်တော်မူတဲ့ဘုရားရှင်တွေကနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်ကိုဟောလိုက်တဲ့အပိုင်းမှာလမ်းပဲနဲ့လမ်းဟောတယ်ဧကယနတလမ်းပဲဟောထားတယ်ဒါကြောင့်နိဗ္ဗာန်သွားတာလမ်းပဲနဲ့လမ်းရှိတယ်တလမ်းပဲရှိတယ်ကိုနီးကိုဟန်လည်းမှန်ပါတယ်သူနီးသူဟန်လည်းမှန်ပါတယ်ဆိုတဲ့စကားတွေဒီဟုတ်မလားမဟုတ်ဘူးလားမဟုတ်ပါဘူးကိုနီးကိုဟန်လည်းမရှိဘူးသူနီးသူဟန်လည်းမရှိဘူးဘာသာရှိလဲ မဏိမထံ၄ပါးလို့ခေါ်ဆိုအပ်တဲ့ကျင့်စဉ်လမ်းပဲရှိတယ်။ဒီကျင့်စဉ်လမ်းအတိုင်းပုံစံမှန်ရှောက်နိုင်ရင်တော့ဒီနိဗ္ဗာန်ကိုရောက်မယ်။ကဲဒေသနာအဆုံးသတ်ကြစို့နော်။ဣဒ္ဓမဟောစာဘဂဝါအတ္တမန္တတေဘိကုဘဂဝတ္တောဗာတိတံအဘိနန္တုံဒီတရားကိုဘုရားရှင်ဟောနေတာကကိုရုတိုင်ကမ္မတ္တဓမ္မအမြင်ရနေတဲ့ယွာနီကုန်းကို ဖန်ကံရွာဂောဒရကံအဖြစ်အမိပြုပြီးတောအုပ်တစ်ခုအတွင်းမှာဒီတိပဋ္ဌာန်ကျင့်စဉ်ကိုဘုရားရှင်ကယဟန်တော်ခမ်းမြားမြားကိုဟောနေခြင်းဖြစ်တယ်နော်အဲ့ဒီခမ်းမယဟန်တော်ဒီကိုဘုရားရှင်ကဏိကုံးချုပ်အနည်းနဲ့ဗာမင်းရှိလေဣဒ္ဓမဝောဇဘဂဝါအတ္တမန္တတိဘိခုဘဂဝတောဗာတိတာပိနန္ဒုံခုနကဏိကုံးချုပ်ကလေးဟောပြီးပြီဣဒံဤမာတိပရဏသုတ်တံတရားဒေသနာတော်မြတ်ကိုဘဂဝါမြတ်စွာဘုရားဒီဩဇဟောကြားတော်မူခဲ့လေပြီး တိပိခုထိုတရားနာပရိသဖြစ်တော်မူကြကုန်သောယဟန်တော်တို့သည်အတ္တမနာနှင့်လုံဝမ်းမြောက်သောစိတ်ဓာတ်ရှိကြကုန်သည်ဖြစ်၍ဘဂဝတောမြတ်စွာဘုရားဤဗာတိတံဟောကြားပြသအဆုံးဆုံးမတော်မူသောမဟာတိပရဏသုတ်တံတရားဒေသနာတော်ကိုအတ္တမနာနှင့်လုံဝမ်းမြောက်သောစိတ်ဓာတ်ရှိကြကုန်သည်ဖြစ်၍အဘိနန္တုံယောတိစွာဥဖြင့်ခံယူကြလေကုန်တည်း ိတဝကမိပပစိတ်တို့တန်တော်ကံပြီးရစိတ်တကာတိတုံမေပြနုဒိခာဟောပပစိတာတုပေတလာတန်တော်ဖရာအလျာပိစေကာနှင့်အရိယာနွယ်လောင်းဟောတို့ရှိကသူတော်ကောင်းတို့သည်ဂမ္ဘီရာစိန်တကားနည်းနည်းတဲ့တတ်တဘောတွေကိုနည်းနည်းစွာကြံစင်အကြံကောင်းဝင်တော်မူကြကုန်သည်ဖြစ်၍ ကာမိရှိကပြုဖန်ကုသိုလ်ကံတို့စီမံထောက်မှလက်ရောက်ရသာမြာလာဇဏီတဲ့ကြီးကြီးငယ်နှင့်ဤနွေရောယူကိုရတို့ပိုင်သာသည့်ကာမဝုထုအစွစုတို့ကိုဟိတဝါငါတို့ပိုင်ညဤကာမတရားတို့သည်အများနှင့်ဆက်ဆံပိဋိကဝန်ချံယနေ့ကမြောင်များတကယ်ကိုကြောက်လန့်ဝဲဒီပါတကဟုကြောက်အရောညံကျွဲလွတ်လွတ်ကြီးစွန်ပေတော်မူကြကုန်သည်ဖြစ်၍ ပပဇိန်သူဂရဝါဒတံပါဒဟု ကိစ္စမြမြောင်းလူတော်ဘဝဝဏ္ဏကိုလွတ်အောင်ကြုံလှဲ့ယုံခံထွက်၍နှင့်တဲ့ရှင်လန်းရှင်ယံပြု၍တောထွက်တော်မူကြလေကုန်ပြီဒုမေမီမြတ်နေခမတအတရားဟုဇန္နာကိအောင်သင်သူတော်ကောင်းတို့သည်လည်းပဲပပစီတာဝုထုကမဟုသည်မှမယအရာကြုံလှဲ့ယုံခံထွက်ကြကုန်သည်ဖြစ်၍ သူဘေတလာသမရိတာမိဖြာခုံမင်းပုံအတွင်တို့ချစ်ခင်လေးမြတ်နှစ်သက်အတော်သီလကိုစီကိုခါရှိကြကုန်သည်ဖြစ်၍ဒီထိုဖျားအလျာပိစေကာနှင့်ရိယာနွယ်လုံးဟိုတို့ရှိကသူတော်ကောင်းတို့ကိုအနုသိခဟောအတုလိုက်ခါကျင့်တရာကိုကျင့်ကမသွေအာထုတ်နိုင်ကြပါစေကုန်သတည်း